အလုံးမဲမင်္ဂလာပါရှင်မေရီကိုစိတ်ဆန္ဒလေးမှကြိုဆိုလိုက်ပါရယ်ဒီလိုလေးမှထိုးပြပေးမှာကတော့ဒီလိုအသေးပုံပုံစံကောင်းပတ်ထူးလေးလေးကိုထိုးပြပေးမှာဖြစ်ပါတယ်ဒီကောင်းပတ်လေးကိုမိတေကမစ်ကော်တွန်တတိပလိုက်နဲ့ထိုးတယ်ပေါ့နော်ဒါက baby c နဲ့ထိုးလို့ရပါတယ်ကိုစင်ပြချီလေးနဲ့ထိုးလို့ရပါတယ်တတိပလိုက်ကိုတော့အနက်ဘက်က2.3ညာ mm နဲ့ထိုးပါတယ်နော်ပြီးရင်ကကြေးလေးလိုပါမယ်ဒါဆိုရင်ကောင်းပတ်လေးစာထိုးပါမယ် ခေါင်းပတ်လေးစာတို့ပို့အတွက်စူးစာလေးကိုဒီဘက်မှာနည်းနည်းလေးထားထားပါနော်ပြီးရင်ဖူမီကွင်းလေးလောက်လိုက်ပါမယ်ပြီးရင်ဖုံမိလေးချက်ထိုးပါမယ်နော်တေနေတောလေးပြီးပြီဆိုရင်ဒီမှာပထမဆုံးတီထိုးခဲ့တော့ကဖုံမိအပေါက်ထဲမှာတိုင်ရှည်၃နိုင်ထိုးပါမယ် တပောက်ထဲမှာပဲတိုင်ရှည်သုံးနိုင်ထိုးပါမယ်နော်တေနေတော့ပြီးရင်ဖုံးမီသုံးချက်ထိုးပါမယ်တေနေတော့ပြီးဒီခုနကတော့ငါတိုင်ရှည်ထိုးတဲ့ဒီအပေါက်တစ်ပေါက်ထဲမှာရှက်ကော်ထိုးပါမယ် ီမှာเนาะဒီလိုမျိုးလေးရပါမယ်ပြီးရင်လည်းဖွင့်ပြီး၃ချက်ထိုးပါမယ်၁၂ပြီးရင်ဒီထိုးခဲ့တဲ့ဒီအပေါက်တစ်ပေါက်ထဲမှာပဲတန်ရှည်၃နိုင်ထပ်ထိုးပါမယ်တဲ့နဲ့ 3ပြီးရင်ဖုန်မီ3ချက်ထိုးပါမယ်1 3ပြီးရင်ဒီထိုးတဲ့ဒီတပောက်ထဲမှာပဲရှက်ကော်ထိုးပါမယ်ကျွန်တော်တော့ဒီလိုပုံစံလေးရတော့ပါမယ်ပြီးပြီဆိုရင်ဖုန်မီထိုးပါမယ်နော်ဖူမီကိုကဒီအချက်ကြီးမတတ်မှတ်ထားဘောနော်ဖူမီကိုက ဒီအနောက်မှာခြေဖို့အတွက်ကျိုးအရှိရေပြီးရင်ဒီခေါင်းဘက်အရှိရေပေါ့နော်ရတဲ့အထိဖုံးမိထိုးပါမယ်။ ဒီမှာเนาะဖူမီကိုကဒါကကုနာမေလေးတို့ထိုးတဲ့ဒါလေးပေါ့เนาะဒီလိုမျိုးလေးထိုးတယ်ပြီးပြီဆိုရင်ဒီခေါင်းပတ်အနောက်မှာခြိဖို့အတွက်ဒီကျိုးအရှိကိုဖူမီထိုးမယ်ပေါ့เนาะပြီးပြီဆိုရင်လည်းဖူမီကိုပဲဆက်ပြီးတော့မှဒီအသေးပုံဒီခေါင်းပတ်ထိုးဖို့အရှိအထိပေါ့เนาะဒီကိုထိုးခြင်းနဲ့ခေါင်းပတ်အရှိအထိကိုလည်းပဲဖူမီဆက်ထိုးပါမယ်เนาะဒီကျိုးတကျိုးစာအရှိရဲ့ပြီးရင်ဒီဖူမီ ဒီခေါင်းဘက်ဒီလောက်လောက်ရတဲ့အထိပေါ့နော်ဒါကကိုလိုချင်တဲ့လောက်လေးတိုင်းပြီးတော့ထိုးပါနော်ဒီခေါင်းဘက်ရတဲ့အရှိအထိဖူမီတွေပေါ့နော်ဒီကနေစပြီးတော့ဒီထိလောက်ရတဲ့အရှိအထိဖူမီထိုးသွားပါမယ်နော်ဒီမှာနော်ဖူမီကိုဒီလောက်လောက်ထိုးလာပါတယ်ဒီကနေပြီးတော့ဒီထိလောက်ကတော့အနောက်မှာဒီချီဖို့အတွက်ကြိုးရှိပါနော်ပြီးရင်ဒီကနေဒီထိလောက်ကတော့ဒီအသေးပုံလေးထိုးဖို့အတွက်ပေါ့နော်ခေါင်းဘက်အရှိထိုးပါတယ်ပြီးပြီဆိုရင်ဆက်ထိုးပါမယ်နော် ဆက်လို့ဖို့အတွက်ကဒီမှာဒီဘေးကဖုံပြီးအပေါက်ပါเนาะဒီနောက်ဆုံးအပေါက်ရေဒီဘေးကအပေါက်ထဲမှာရှက်ကော်ထိုးပါမယ်။နော်ရှက်ကော်လေးထိုးပြီးတော့တချောင်းစာတာလိုက်ပါမယ်။ပြီးရင်ဘေးကနေပြီးတော့1 2 3 4ဒီလေးပေါင်းမြောက်အပေါက်ထဲမှာနှစ်ရစ်တင်တိုင်ထိုးပါမယ်ခြေကို1ရစ်2ရစ်ရပါမယ်ပြီးရင်ဒီလေးပေါင်းမြောက်အပေါက်ထဲမှာနှစ်ရစ်တင်တိုင်ထိုးပါမယ်เนาะ နရီးတင်တိုင်းဆိုတာကအပေါ်မှာခွင်းလေးလေးဝင်းရှိပါတယ်ဒီလေးဝင်းကိုနှစ်ခွင်းစီနဲ့သုံးခါထုတ်ပါမယ်နော်တေနေသုံးဒါကနရီးတင်တိုင်းမှာပြီးရင်ဒီတစ်ပေါက်တည်းမှာပဲနောက်တဲ့နရီးတင်တိုင်းတစ်တိုင်းထပ်ထုတ်ပါမယ်ခုနပုံစံတိုင်းလေးပဲထုတ်ပါမယ်နော်ပြီးရင်ဖုံးမိနှစ်ချက်ထိုးပါမယ် ီရင်ဒီတစ်ပေါက်ထဲမှာပဲရှက်ကော်ထိုးပါမယ်ဒီလိုမျိုးလေးရပါမယ်နော်ပြီးရင်ဖုန်မီးနှစ်ချက်ထိုးပါမယ်တဲ့နဲ့ပြီးတော့ရင်ဒီတစ်ပေါက်ထဲမှာပဲခုနလိုပဲနှစ်ရည်တင်တိုင်းနှစ်တိုင်းထိုးပါမယ် နဲ့ပြီးပြီဆိုရင်ဒီမှာဒီထိုးတဲ့အပေါက်ရဲ့ဘေးကနေပြီးတော့1 2 3သုံးပေါက်ကိုကြုံမယ်4ပေါက်မြောက်အပေါက်ထဲမှာ ရှက်ပေါ်ထိုးပါမယ်ဒီမှာတော့ဒီလိုပုံစံလေးရသွားပါမယ်ပြီးပြီဆိုရင်လည်းအခုဒီရှက်ပေါ်ထိုးတဲ့အပေါက်ရဲ့ဘေးကနေပြီးတော့1 2 သုံးသုံးပေါက်ကိုကြုံမယ်၄ပေါက်မြောက်အောက်ပေါက်ထဲမှာနှစ်ရက်တဲ့တိုင်းနှစ်တိုင်းထိုးပါမယ်ခုနပုံစံတိုင်းလေးပဲထိုးပါမယ်နော်နှစ်ရက်တဲ့တိုင်းတစ်ပေါက်ထဲကိုနှစ်တိုင်းထိုးပါမယ်တဲနဲ့ပြီးရင်ဖုန်မီနှစ်ချက်ထိုးပါမယ်ပြီးရင်ဒီတစ်ပေါက်ထဲမှာရှက်ကော်ထိုးပါမယ် ပြီးရင်ဖုံးမီးနှစ်ချက်ထိုးပါမယ်။ခုနတော့ငါဒီမှာထိုးခဲ့တဲ့ပုံစံတိုင်းလေးပဲထိုးပါမယ်နော်။ဒီတစ်ပောက်ထဲမှာနှစ်ရည်တဲ့အတိုင်းနှစ်တိုင်ထိုးပါမယ်။တဲ့နဲ့ ပြီးရင်အခုထိုးတဲ့အပေါင်းရဲ့ဘေးကနေပြီးတော့တင်းသုံးပေါက်ကိုကြုံမယ်ဒီလေးပေါက်မြောက်အပေါက်ထဲမှာရှက်ခေါ်ထိုးပါမယ်ဒီမှာတော့ဒါဆိုရင်ဒီအသေးပုံရဲ့ထိစားလေးပေါ့နော်ဒီမှာဒီလိုပုံစံလေးရပါမယ်နော်ပြပြဆိုလို့ရှိရင်လေဒီမှာထိုးခဲ့တဲ့ပုံစံအတိုင်းပဲဘေးကနေပြီးတော့1 2 3 တော့မကိုကြုံမယ်ဒီလေးပေါင်းမြောက်ဖုံမီအပေါက်ထဲမှာနှစ်ရည်တင်တိုင်းနှစ်ခါထိုးမယ်နော်ပြီးရင်ဖုံမီနဲ့ဆက်ထိုးမယ်ပြီးရင်အရေးပေါက်ထဲမှာပဲရှက်ကော်ထိုးမယ်ဒီမှာနော်ဒီမှာထိုးခဲ့တဲ့ပုံစံတိုင်းလေးပဲဆက်ထိုးပါမယ်နော်ဒီမှာဒီပုံစံအတိုင်းပုံစံတူလေးကိုဒီကနေပြီးတော့ ဒီကုနာတော့ကမင်းတို့မှတ်ထားတဲ့ပုံစံတိုင်းပေါ့နော်ဒီဘက်ကတော့ဒီအနောက်မှချီးဖို့အတွက်ကြိုးအရှိပြီးဒီမှာကခေါင်းဘက်အရှိထိုးဖို့အတွက်ပေါ့နော်ကိုမှတ်ထားတဲ့ဒီခေါင်းဘက်အရှိလိုချင်သလောက်အထိဒီပုံစံတိုင်းလေးထိုးသွားပါမယ်နော်ဒီမှာနော်ဒီမှာခေါင်းဘက်အရှိကိုကဒီလောက်လောက်ထိုးလာပါတယ်နော်ဒီဘက်ကတော့အနောက်မှချီးဖို့အတွက်ကြိုးလေးချန်ထားပါတယ်နော်ဒီလိုပုံစံလေးရပါမယ်ပြီးပြီဆိုရင်ဆက်ထိုးပါမယ်နော် ဆက်ထုတ်ဖို့အတွက်ကဒီအခုဒီချီအပ်ထည့်ထားတဲ့ဒီခွင်းလေးကိုနည်းနည်းရှင်းရှင်းလေးဆွဲလိုက်ပါမယ်။ပြီးရင်ဒီခွင်းလေးထဲကနေပြီးတော့ဒီမကုန်းတော်ကဒီချီဖို့အတွက်ခြံထားတဲ့ကြိုးလေးကိုဆွဲယူလိုက်ပါမယ်နော်။ပြီးရင်ဒီခွင်းထဲမှာအလေးကိုပြန်ထည့်ပါမယ်။ပြီးရင်ကြိုးလေးကိုချစ်ချစ်လေးဖြစ်အောင်ပြန်ဆွဲလိုက်ပါနော်။ ဒီမှာเนาะဒီလိုမျိုးလေးရပါမယ်ဒါဆိုရင်ဒီချီချိုးလေးကဒီမှာတသားတည်းဖြစ်သွားမယ်ပေါ့เนาะဒီလိုမျိုးလေးမလုပ်ဘူးဆိုရင်ဒီချီချိုးကဒီအသေးပုံရဲ့အောက်ပါဖြစ်သွားမှာပေါ့เนาะအကြောင်းမို့ဒီလိုမျိုးလေးလုပ်လိုက်ရင်တသားတည်းလေးဖြစ်သွားပါမယ်เนาะပြန်ဆက်ထိုးပါမယ်ဆက်ထိုးဖို့အတွက်ကဒီမှာခုနကဒီထိုးခဲ့တဲ့ဒီအပေါင်เนาะဒီအပေါက်ထဲမှာတိုင်ရှည်၃နိုင်ထိုးပါမယ်တဲ့ တပောက်ထဲမှာပဲသုံးနိုင်မှာနော်နေတော့ဒီမှာနော်ဒီလိုမျိုးလေးရပါမယ်ပြီးရင်ဖုံးမီးတစ်ချက်ထိုးပါမယ်ပြီးရင်ဒီတပောက်ထဲမှာပဲနှစ်ရစ်တဲ့အတိုင်းတစ်တိုင်းထိုးပါမယ်နှစ်ရစ်တဲ့အတိုင်းပါနော် ပြီးရင်ဖုန်မီတစ်ချက်ထိုးပါမယ်ပြီးတော့ရင်ဒီတစ်ပေါက်ထဲမှာပဲတိုင်ရှည်သုံးနိုင်ထိုးပါမယ်တေနေတော့ပြီးရင်ဒီမှာခုနကတော့ငါနော် နော်တော့ဒီမှာကျေထိုးထားတဲ့အပါရှိပါရဲ့နှုတ်နဲ့ဒီနေရာမှာရှက်ကော်တီထိုးထားတာပေါ့နော်ဒီမှာဒီနှုတ်နဲ့ဒီရှက်ကော်ထိုးထားတဲ့ဒီအပေါက်ထဲမှာရှက်ကူနဲ့ရှက်ကော်ထိုးပါမယ်ဒါဆိုရင်ဒီလိုအသေးပုံစံနေရတာပါမယ်เนาะဒီမှာစ조사လေးကခုနလိုမျိုးဆွဲယူထားတော့သူ ਨੇ အသေးပုံကြီးဒီမှာတသားလေးဖြစ်တပါတယ်เนาะ ဒါဆိုရင်အသေးပုံစံလေးတစ်ခုရတာပါပြီဒီလိုမျိုးလေးပါနော်ပြီးရင်ဆက်ထိုးပါမယ်ဒီပုံစံအတိုင်းလေးပဲဆက်ထိုးပါမယ်နော်ဒီမှာဒီနှခုကြဒီအပေါက်ထဲမှာတိုင်ရှည်သုံးနိုင်ထိုးပါမယ်เน่ တော့ပြီးရင်ဖူမီတစ်ချက်ထိုးပါမယ်ပြီးရင်ဒီအပေါက်ထဲမှာပဲနှစ်ရည်တင်တိုင်းရည်တတိုင်းထပ်ထိုးပါမယ်ပြန်ဖုံမီတစ်ချက်ထိုးပါမယ်။ပြန်ဒီအပေါက်ထဲမှာပဲတိုင်ရှိသုံးနိုင်ထပ်ထိုးပါမယ်။တဲ့ နေတော့ပြီးရင်ဒီမှာတော့ဒီနှခုကြားဒီမှာရှက်ကော်ထိုးတဲ့အပေါက်ရှိပါတယ်အဲ့ဒီအပေါက်ထဲမှာအခုလဲရှက်ကော်ထိုးပါမယ်ဒါဆိုရင်အသေးပုံစံလေးနောက်တစ်ခုရပါမယ်နော်မာဒီလိုပုံစံလေးရပါမယ်အသေးပုံလေးတော့နည်းနည်းဒီပုံစံလေးတွေကကြွေးပါတယ်เนาะ နည်းနည်းလေးလေးနဲ့လူမျိုးလေးဖြန့်ပေးပါနော်လိုမျိုးလေးရပါမယ်။ပြီးပြီဆိုရင်လည်းဒီပုံစံအတိုင်းပဲဒီညာလေးတွေမှာဒီမှာထိုးခဲ့တဲ့ပုံစံတိုင်းလေးအသေးပုံစံလေးတွေဖော်သားပါမယ်เนาะအဲ့ဒီပုံစံတိုင်းနောက်ဆုံးနောက်ဆုံးဒီညာကိုရောက်တဲ့အထိပုံစံတူတည်ထိုးသားပါမယ်เนาะဒီမှာเนาะအသေးဘုံပုံစံလေးတွေကိုထိုးလာတာဒီနောက်ဆုံးတစ်ခုထိရောက်ပြီပေါ့เนาะဒီမှာကတိုင်ရှည်၃နိုင်ထိုးထားပါတယ်เนาะပြီးရင်ဒီမှာပထမဆုံးထိုးခဲ့တော့ကเนาะ ဒီမှာပရောသူတို့ကတော့ငါဒီအပေါက်လေးထဲမှာဒီဖူမီအချက်မှမဟုတ်ဘူးเนาะဒီပထမဆုံးဒီထိတ်ကဒီထိုးခဲ့တော့ငါဒီအပေါက်လေးထဲမှာရှက်ခေါ်ထိုးပါမယ်เนาะဒါဆိုရင်ပြီးသွားပါပြီเนาะဒီလိုမျိုးလေးရပါမယ် ပြီးပြီဆိုရင်ဒီအနောက်မှာချီဖို့အတွက်ကောနော်ဒီလိုမျိုးကြိုးလေးပြန်ထိုးပါမယ်ဖူမီလေးတွေထိုးပါမယ်နော်ဟိုဘက်တစ်ချမ်းမှာထိုးတဲ့ကျိုးအရှိတိုင်းပဲဒီမှာဖုံးမီလေးတွေထိုးသွားပါမယ်နော်ဒီကကျိုးအရှိတိုင်းလေးဖုံးမီလေးတွေထိုးသွားပါမယ်ဒီမှာတော့ဖုံးမီကျိုးအရှိထိုးလာပြီပါပြီပြီးပြီဆိုရင်ဒီကျိုးထိပ်မှာထိုးတဲ့လိုမျိုးဒီလိုဖဲဝင်းပုံစံနေထိုးပါမယ် ချိုးပွဲအတွက်ကဒီနောက်ဆုံးအပေါက်လေးကိုလက်လေးနဲ့ဖိပြီးတော့မှတ်ထားပါမယ်နော်ပြီးရင်ဖုံးပြီးသုံးချက်ထိုးပါမယ်တဲနဲတော့ပြီးရင်ခုနဒီလက်လေးနဲ့ဖိပြီးမှတ်ထားတဲ့အပေါက်ပေါ့နော်ဒီအနောက်ကနေစာကြည့်မယ်ဆိုရင်၄ပေါက်မြောက်အပေါက်ပါနော်ဒီအပေါက်လေးထဲမှာတိုင်ရှည်သုံးဟန်ထိုးပါမယ်တဲ နဲ့တော့ပြီးရင်ဖူမီ၃ရက်ထူပါမယ်၁နဲ့တော့ပြီးရင်ဒီတစ်ပောက်ထဲမှာပဲရှက်ကော်ထူပါမယ်ပြီးရင်ဖူမီ၃ရက်ထူပါမယ်ပြီးငုနာထူသလိုပဲဒီတစ်ပောက်ထဲမှာတိုင်ရှိ၃နိုင်ထူပါမယ်တဲ့ နေတော့ပြီးရင်ဖုန်မီ၃ချက်ထိုးပါမယ်ပြီးရင်ဒီအပေါက်ထဲမှာ ရှက်ကော်ထိုးပါမယ်ပြီးရင်ဖုန်မီတစ်ချက်ထိုးပြီးတော့ခြေကိုအဆုံးသတ်လိုက်ပါမယ်เนาะအဆုံးသတ်တဲ့အခါမှာဒီဘက်မှာကြိုးစားလေးကိုနည်းနည်းလောက်လေးခြံပြီးတော့ဖြတ်ပြစ်ပါမယ်เนาะ ပြန်အလေးကိုဆွဲယူပြီးတော့ဆုံးသတ်လိုက်လို့ရပါပြီ။ပြီးပြီဆိုရင်ဒီမှာဒီဖဲဝင်ဒီနှစ်ခုချာလေးထဲမှာဒီကျိုးလေးနဲ့ပြန်ချီပါမယ်နော်။ဒီအနောက်လေးကနေပြီးတော့ချီပါမယ်။သုံးဘက်လောက်လေးရှင်းလိုက်ပါမယ်နော်။၁၂၃ ပြီးပြီဆိုရင်ဒီစူးစာလေးကိုကခုနရစ်ထားတဲ့ဒီ line လေးတွေကနေဆွဲယူပြီးစူးစာလေးကိုသိမ်းပါမယ်ဒီဒီမောင်နှံတန်ရှိထိုးရတဲ့ဒီတိုင်းနောက်လေးတွေကနေကျိုးစာလေးကိုဆွဲယူပြီးသိမ်းပါမယ်နော် ဒါဆိုရင်အဆုံးသတ်မှာကဒီလိုမျိုးဒီကြိုးထိတ်လေးမှာပေါ့နော်ဒီလိုဖဲဝင်းပုံစံလေးရသွားပါမယ်ပြီးရင်ဒီပုံစံအတိုင်းလေးပဲဒီမှာဆက်ဆောက်ဆုံးထိုးခဲ့တော့ငါကြိုးလေးကိုလည်းပဲဒီအနောက်လေးကနေပြီးတော့ဒီမှာ၃ဘက်လောက်လေးရှင်းလိုက်ပါနော် ီအနောက်တစ်ခုမှာရေးတဲ့ခါကျရင်ဒီညာကြီးကနေပြီးတော့ရေးရင်ဒီကျိုးကတစောင်းဖြစ်သွားမှာဆိုလို့ပါเนาะရေးတဲ့ခါမှာဒီကျိုးလေးကိုဒီအတွင်းဘက်လေးကိုထည့်ပြီးတော့ရစ်ပါเนาะတဲ့နဲတော့တုံးကိုရေးလိုက်ပါမယ်เนาะပြီးပြီဆိုရင်တော့ခုနလိုမျိုးပဲဒီကျိုးလေးကိုအနောက်လေးမှာဒီမှာသိမ်းပါမယ်เนาะ ပြီးပြီဆိုရင်တော့ဒီအသေးပုံပုံစံကောင်းပွက်လေးရသွားပါမယ်အသေးပုံလေးတွေကဒီမှာနည်းနည်းလေးတုံးနေတာကိုလက်လေးနဲ့ဒီလိုမျိုးလေးထိမ့်ပြီးတော့ဖြန့်ပေးလိုက်ပါနော်ဒါဆိုရင်တော့အသေးပုံကောင်းပွက်လေးပြီးသွားပါပြီဒါကကိုကျဲတဲ့အယောင်လေးနဲ့ထိုးလို့ရပါတယ်နော်ဒါလေးဆိုရင်မိလေးကဒီအယောင်လေးနဲ့ထိုးထားတာပါနော်ဒါကိုကျဲတဲ့အယောင်လေးတွေနဲ့ထိုးလို့ရပါတယ် ဒီဗီဒီယိုလေးကိုကြည့်ပြီးလိုက်တွေ့ရတာအားလုံးပဲစင်ပြေကြပါစေရှင်ကြည့်ရှုပေးတော်တော်လေးအားလုံးကျေးဇူးတင်ပါတယ်